က်ကံမဖြစ်ရစေဖို့ဗုဒ္ဓဘာသာဝင်တွေကတော့ဒီစကလုံးနဲ့ရင်းနှီးလိုက်မယ်လို့ထင်ပါတယ်အကျိုးမပေးတော့တဲ့ကံလို့အတိတ်ပဲရပါတယ်အသေးစိတ်ကိုတော့ဇောခွဏတန်နဲ့ပြောလို့ရှိပါတယ်ကျွန်တော်ကတော့လက်ရှိဘဝနဲ့ပတ်သက်တာတွေပဲရေးချင်တော့တာမို့အတိတ်ပဲကိုပဲယူပြီးစိတ်ရေးလိုက်ပါတော့မယ်အကြောင်းတရားကို ဖြည့်စည်းရင်အကျိုးတရားဆိုတာဖြစ်လာပါတယ် အဟောတိကံဆိုတာကတော့အဲ့ဒီလိုအကျိုးတရားဖြစ်မလာပဲပြက်ပြဲသွားတာကိုဆိုလိုပါတယ်။ကြိုးစားသမျှဘာမှ ဖြစ်ထွန်းမလာတာပေါ့။အဲ့ဒီအခါမျောလင့်ချက်ကင်းမဲ့လာပါတယ်။ကိုလောက်ရမဲ့အလုပ်တွေကိုမလုပ်ချင်တော့ဘူးဖြစ်လာတယ်။လက်လျှော့အရှုံးပေးချင်လာတယ်။တူချင်းစီကနေအစုဖွဲ့လိုက်နိုင်ငံအဆင့်နောက်ဆုံးကမ္ဘာကြီးထိချိတ်ဆက်ပြီးကြောက်လို့ရပါတယ်။ဆိုပါစို့ ဝိတ်ချမယ်ကိုကနာအချိုးစားပြောင်းလဲလာအောင်လုပ်မယ်ဒီကိစ္စကအချက်ယူရစိတ်ရှည်ရတဲ့အလုပ်ဖြစ်ပါတယ်ခုရွေတွင်တူခုရည်ကြီးတောက်လို့မရပါဘူးတကယ်လုံခုတဲ့သူတွေတိပါမယ်ရလတ်မမြင်ရသေးတဲ့လမ်းကုတ်လက်မှာငါအစားတွေသာရှော့နေရတယ်ပင်ပန်းခံပြီးလေ့ကျင့်ခန်းတွေသာလုပ်နေတယ်ဘာမှလည်းထူးမလာပါလားဆိုတဲ့အတွေးတွေဝင်လာတတ်တယ်အဲ့ဒီမှာတင်စက်မလို့ရှင်တော့ပဲလက်လျှော့မိသွားရောတကယ်က အဟောတိကံဖြစ်သွားတာတော့မဟုတ်သေးပါဘူး။တိတာတဲ့ရလတ်မမြင်ရသေးတာပါ။ဒါနဲ့တင်စိတ်မရှိနိုင်တော့ပဲရက်လိုက်တဲ့အခါမှာတကယ်အဟောတိကံဖြစ်သွားတော့တာ။ပြောချင်တာကကြိုးစားသမျှအရာမတင်တဲ့အခါလူဟာစိတ်သက်ကြလာတတ်တယ်ဆိုတာပဲ။ဒါကြောင့်လဲလဲကြရင်အချိန်ချင်းပြန်ထနိုင်ဖို့အပြောင်းလဲတစ်ခုခုလုပ်တဲ့အခါစိတ်ရှိရှိထားဖို့တိတ်ရေးကြည့်ရပါ။မိသားစုတစုဆိုတာတကယ်တော့အတင်းဖွဲ့ပါပဲ။ ဒီမိသားစုတိုးတက်မြင်မာလာအောင်ပြည့်စုံကြွယ်ဝလာအောင်ပျော်ရွှင်ချမ်းမြေ့ရအောင်အားလုံးကတက်ညီလက်ညီကြိုးစားကြရပါတယ်။တယောက်ကပဲငွေတွေရှာ၊ကျန်တဲ့သူတွေကတုံဖြုံ၊တယောက်ကပဲမိသားစုကိုချစ်၊ကျန်တဲ့သူတွေကအလောင်းကစားတွေလုပ်၊ရက်တောက်တဲ့သူကတောက်၊ဆေးဆွတဲ့သူကဆွဲနေစို့ဒီမိသားစုကဘလို့မှပြောစရာကောင်းမှာမဟုတ်ပါဘူး။အဲ့ဒီလိုခံစားချက်တွေဖြစ်ပေါ်တဲ့သူတွေရှိပါလိမ့်မယ်။ ်ဒီမိသားစုတယ်ကိုတယောက်တည်းအလုံးလုံးနေရတယ်ကိုတယောက်တည်းပေးဆက်နေရတယ်ကိုတယောက်တည်းရုန်းကန်နေရတယ်အဖေအမေမှမဟုတ်ဘူးတချို့မိသားစုတွေမှာအရာမျိုးကတာသမီတယောက်ယောက်ဖြစ်နေတတ်တာလည်းရှိတယ်ဘလောက်လုံးလုံးထူးလာမှာမဟုတ်ဘူးဆိုရဲအတီးကအလုံးမှာရင်ဆိုင်နေရတဲ့ပင်ပန်းမှုတွေချက်အဆောက်အအုံများစွာပူပါတယ်ပလိုင်းပေါက်နဲ့ဖားကောက်နေရတယ်လို့မျိုးပေါ့တကြွမှုလည်းမရှိတော့ပါဘူးပြွှင်မှုဆိုတာလည်းမရှိတော့ပါဘူး လူဖွဲ့စည်းမှနိုင်ငံရေးမှတက္ကပါလုံးဆိုင်ရာအရေးတွေမှာလည်းထုံနည်း၎င်းပါပဲခြုံပြီးပြောရရင်တော့ဒီနေ့ခေတ်လူမှုအဖွဲ့အစည်းဟာအတော်လေးအစိတ်တောက်ဆန်လာပါတယ်ဆိုရှယ်မီဒီယာတွေရဲ့တက်ရောက်မှုလည်းပါပါလိမ့်မယ်ခေတ်ကြီးကအရန်မြန်လာပြီးရုပ်ဝတ္ထုဆန်လာတာလည်းပါပါမယ်တည်ကြတာကအကျဉ်းနာတရားတွေရင်ကျေးမှုတွေချစ်ချင်းမြတ်တာတွေနားလဲပေးခြင်းတွေလူကြီးလူကောင်းဆန်ခြင်းတွေရှားသက်ထရှားလာပါတယ် အဲ့ဒီလိုနေသားမျိုးမှာကိုတယောက်တည်းကောင်းကောင်းမွန်မွန်နေနေလို့ရောဘာထူးမှလဲဆိုတဲ့အတွေးတွေဝင်လာတတ်ပါတယ်။နိုင်ငံရေးမှလည်းဒီလိုပါပဲ။ခေါင်းဆောင်ပိုင်းကအတုံးမကြရင်ကိုဘလောက်တော်တော်ရလက်ကအရှိကိုမရွေးပါဘူး။တိုင်းပြည်ကစနစ်ကြီးစုပ်ပြတ်တတ်နေရင်လေခမားဘလောက်စူးစားစူးစားဒီနိုင်ငံကောင်းစားမလာပါဘူးစူးစားသည်မအဟောတိကံဖြစ်သွားမှာပဲအခုချိန်ကျွန်တော်တို့ပြောပြောနေတဲ့စိုက်ဝါဆိုတာလေအဲ့ဒီဟာပဲ မင်းတို့ဘလောက်လုံလုံထူးမလာပါဘူးကွာ။နယံကိုကြက်ဥနဲ့ပေါက်တယ်လို့ပါပဲ။မင်းတို့တွေလည်းငါတို့နဲ့ထူးမခြားနာပါပဲကွာ။မင်းတို့ငွေတွေကိုဘသူတွေကဘလို့ကိုကျိုးအတွက်သုံးနေတာ။မင်းတို့ပဲဘဝပြတ်တာအဖတ်တင်လိမ့်မယ်။စသဖြင့်စသဖြင့်တွေ့ဝေလာအောင်စိတ်ဓာတ်ကြလာအောင်ပျော်လင့်ချက်ကင်းမဲ့လာအောင်လိုက်ပြောနေတာပဲ။ကျွန်တော်တို့ကြိုးစားနေသမျှအဟောတိကံဖြစ်ကုန်လိမ့်မယ်ဆိုပြီးတော့ပေါ့။ ။တဘာဝပုတ်ဝင်ခြင်းချိန်သိမ့်ဖို့ရေလျှော့သုံးမယ်။ကျွတ်ကျွတ်အိတ်လျှော့သုံးမယ်။အသားစားလာလျှော့မယ်။ရှောင်းမယ်။ဘာထူးသွားမယ်ထင်တယ်လဲ။ကိုတယောက်ရော့သွားတာပဲရှိပါမယ်။ကဘာကြီးကတော့သူ့အရှင်အတိုင်းပျက်စီးနေအောင်မှာပါပဲ။အဲ့ဒီလိုအခြေအနေမျိုးတွေမှာမျောလင့်ချက်ကင်းမဲ့မသွားဖို့ကိုလုံနေတဲ့လောက်ရက်ကောင်းတွေကိုဒီဇိုင်းမမတ်ဆက်လုပ်နိုင်ဖို့ဘာတွေလိုမလဲ။ ကိုတူဦးရဲနဲ့ဆိုင်တဲ့ကိစ္စဆိုရင်တော့အပေါ်မှာရေးခဲ့တယ်လို့စိတ်ရှိပါဒီဇိုင်းမမတ်လုပ်ပါတူတီတူတီတမတူလူတလန်တမမဖြစ်ပါစေနဲ့ကလအုပ်ခါကိုကျိုးသွားစေတဲ့နောက်ဆုံးကောက်ရိုးတမြင်ဆိုတဲ့စကားရှိပါတယ်သူတင်လိုက်တဲ့ကောက်ရိုးကြောင့်ကျိုးသွားတာမဟုတ်ပါဘူးရှေ့မှာတင်ထားသမျှကောက်ရိုးတွေရဲ့ပေါင်းစည်းမှုကြောင့်သာကျိုးသွားတာပါဘယ်ကောက်ရိုးမှမှခါကျိုးမယ်မသိနိုင်တာမို့ ကိုယ်လောက်ကစိတ်ရှည်ရှည်နဲ့တမြင်ချင်းစီတင်နေဖို့ပါပဲအများနဲ့ဆိုင်တဲ့အများရဲ့ပါဝင်မှုလိုအပ်နေတဲ့ကိစ္စတွေမှာတော့စီယုံနိုင်ဖို့လိုပါမယ်တခါတလေအသိပညာပေးကောင်းပေးရပါမယ်ခက်ဆက်ဆက်ဝေဖန်သိရင်ဝေဖန်ရပါမယ်အဓိကအကျဆုံးကတော့တခါရေးမှုတဲ့ personal ethics ဆိုတာပါပဲဟုတ်ပါတယ်ကိုတယောက်တည်းနဲ့တော့ဒီစနစ်စိုးကြီးပြိုကျမသွားပါဘူးဒါပေမဲ့ ါကိုစန့်ကျင်တဲ့အထဲကိုတယောက်တော့ပါနေစေရမယ်ဆိုတာမျိုးပေါ့ငါတယောက်ရေလျှော့သုံးလို့တော့ကဘာကြီးမှာထွတ်ထွတ်ကြကြပြောင်းလဲမသွားပါဘူးဒါပေမဲ့ငါကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးရတာတော့နေသွားစေရမယ်ဆိုတာမျိုးတဲ့ငါတွေအကုန်လုံးရေထဲပြန်မပို့နိုင်ပေမဲ့ကိုမျက်စီရှိကတဲ့ငါကလေးတွေကိုတော့ကို့အားဖြင့်ရေထဲပြန်ရောက်သွားစေရမယ်ဆိုတာမျိုးပြေးကြည့်ပါတယ် ုထိန်ချုပ်လို့မရတာတွေကိုတွေးပူနေခြင်းကစိတ်ပိစီးမှုကိုဖြစ်စေပါတယ်။ကိုလုံနိုင်တဲ့အလုပ်တွေ၊ကိုပြုတ်နေတဲ့ကံတွေ၊ကိုဖြစ်နေတဲ့အကြောင်းတရားတွေအဟောတိကံဖြစ်ကုန်မလား။အလဟတ်သက်ဖြစ်သွားမလားဆိုတဲ့အတွေးတွေဝင်လာပြီးစိတ်တက်ကြလာမယ်။မျောလင်းချက်ကင်းမဲ့လာမယ်။ဘာမှလှုပ်ချင်ကန်ကျင်စိတ်မရှိဖြစ်လာမယ်။ကိုယ်ကိုမအောင်မြင်စေချင်တဲ့သူတွေ၊မုန်းတဲ့သူတွေ၊တစ်ဖက်ဆုံးမှရှိနေတဲ့သူတွေ ဖြစ်စေခြင်းဆုံးအရာကလည်းအဲ့ဒါပါပဲ။ဒါကြောင့်ဘယ်တော့အခါမှကိုမျော်လင့်ချက်တွေကိုအပြည့်စည်မခံပါနဲ့။တစ်ဖက်မှာလည်းဖြစ်ခြင်းစိတ်အားနေတဲ့အခါစိတ်ဓာတ်မခိုင်မာတဲ့အခါအားထုတ်မှုမလုံလောက်တဲ့အခါပညာအားမကောင်းသေးတဲ့အခါကျိုးစားသမျှတွေအဟောတိကံဖြစ်သွားတတ်တယ်ဆိုတာသတိချက်ဖို့လိုပါတယ်။ဒါကြောင့်စန္ဒစိတ်ဓာတ်ဝိရိယနဲ့ပညာဆိုတဲ့ အဓိပတိတရား၄ပါးကိုအမြဲဖြစ်တည်နေဖို့လည်းလိုအပ်ပါလိမ့်မယ်။ဒေါက်တာဖြူတီဟာ၁၈ရက်၃လ၂၀၂၅